အမှန်လေသူ့ကိုအမိစာပြန်တန်းတဲ့ပြန်တဲ့ခါမှာကျွန်တော်မခံနိုင်တော့ငိုးလာစိတ်ကမကောင်းဘူးဘုရားတည်းလည်းမကောင်းဘူးဘာပဲအငင်းတောင်ဝင်ကောင်းရမွန်ရောက်ပါဒီပဲအန်တီဆူတောင်းပေးတော့မယ်နော်။အော်ရီရီလဲဟိုဘယ်လိုပဲဖြစ်ပါနော်အိမ်တောင်ကောင်းတဲ့သူဝင်းဖြစ်နေပြီဟာပဲ။အဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့ ရည်လဲကိုမီကိုရဲ့အမေဘောမှာတာဝန်ချေပါတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ရည်လဲဆက်ပြီးတော့မှကိုတာဝန်ကိုထမ်းဆောင်ပါလို့အန်တီကတော့ပြောချင်ပါတယ်ဒါမှမကင်တောင်ဝင်းဆုံးပြီဆိုပြီးတော့အန်တီကိုတယောက်ကနေပြီးတော့အန်တီတားချီကိုဖုန်းဆက်လိုက်တယ်။ဆန်းလေးကပေါ့သူဆုံးတဲ့နေရာပေါ့။အာတောက်တီးတောက်တယ်လို့မဖြစ်နိုင်တာလို့ Facebook ပေါ်မတက်ဘူးပေါ့နော်ကိုကအဲ့လိုပြောနေလို့ဆိုတော့နောက်ကို Facebook ဖွင့်လိုက်တဲ့အချိန်ကျမှနိုင်နေဆိုတွေ့တာလေအဲ့တော့ဘာပြောအောင်မကိုမသိဘူးမပြောတတ်ဘူးနေဟိုပြောမပြတ်တတ်အောင်စိတ်ထဲကခံစားရတယ်ကိုကလည်းလူနာလေကိုလည်းအခုတေတွင်းကလွတ်လာတာဟာဆေးုံဆင်းနေမှာကိုမှ၃လပဲရှိသေးတယ်ဆေးတွေရတယ်တောက်နေရတယ် အခု6လောက်ကမကောင်းဘူးအဲ့ဒီကြောက်ကဆေးပြီးတော့အခု6လောက်ဒူးကအရင်တော့နားတယ်ဒါပေမဲ့အခုပိုးနားတယ်6လောက်လမ်းလျှောက်ရတာမကောင်းဘူးဆွဲနေတယ်လို့ပဲပေါ့နော်အခုဆရာနဲ့လည်းကုနေတယ်အဲ့ဒါဒါတောင်မှလမ်းလျှောက်နေတာမနေ့ကတက်နိုင်ဆုံးဒါက तू ကတငယ်ချင်းပေါ့နော်အနှစ်ပေါင်းများစွာတူတူတွဲလာတယ်ဇက်ပုတ်ဇက်ရံမှာလည်းနော်အလွာမှာလည်းတွဲလာသူမမအဖွဲမှာလည်းငါတို့အဖွဲထောက်ချက်ကိုအနှစ်နဲ့ဆက်ကြတော့တူတူကလာကြတဲ့လူဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ငါသူ့ရဲ့နောက်ဆုံးရဲ့ပုံရိပ်ကလေးတော့ငါရအောင်ကြည့်ကျင်တယ်ဆိုပြီးတော့အဲ့ဒီစိတ်နဲ့သွားတာ ီရုပ်ရှင်အစည်းအဝါဒီကားအစီအစဉ်ပေးလိုက်လို့အဆင်ပြေသွားတာပေါ့နော်အန်တီတို့အမှုဆောင်လေးသွားပြီးတော့လိုက်ပို့ကြတာပေါ့ဥက္ကဋ္ဌကြီးကတော့မအားလို့ကြံနေခဲ့တာပါဒုဥက္ကဋ္ဌနဲ့လာတာလေဒါပေါ့လူတိုင်းကတော့ကြံတယ်ဒါပေမဲ့သင်္ခါရတရားကဘယ်သူမှမငင်းပယ်နိုင်ဘူးလေသူရှေ့ကသွားပြီးနောက်ကလိုက်မဲ့လူတွေကြီးပဲအဲ့တော့အနည်းနဲ့အမြန်ပဲကိုယ့်ကိုယ်ဘယ်လိုသိမယ်ဆိုတာဘယ်သူမှမသိကြဘူးဟုတ်လားသူလည်းသူ့ကိုယ်သူသိတယ်တော့သိချင်မှသိမှာလေဟုတ်တယ်မလားအေးအမှန်လေသူ့ကိုအမိစာပြန်တန်းနဲ့ပြန်တဲ့ခါမှကျတော့မခံနိုင်တော့ ငိုးလာတယ်။စိတ်ရမကောင်းဘူးအခုတည်းကလည်းမကောင်းဘူး။မိစ္ဆာတင်တဲ့အချိန်ကကိုရီတို့ကနာကျင်ရဆုံးအချိန်ပဲလို့ကျွန်တော်ဒီလိုပြောတယ်။ဟုတ်တယ်။အဲ့တော့ဘာပဲဖြစ်ဖြစ်အငင်တောင်ဝင်ကောင်းရမွန်ကရောက်ပါသေးပဲအန်တီဆူတောင်းပေးတော့မယ်နော်။အန်ဒီတို့ကတော့ဖရာတရားကုံကျေးဇူးနဲ့ပေါ့နော်ကိုလုတ်ခဲ့တဲ့ကုသိုလ်အကျိုးတွေကကိုယ့်ဆက်တော်ခုနှစ်ရသားသမီးတွေကကိုယ့်ကို ငွေကြေးလာလှူကြတယ်ဒီနေ့ထိလည်းလှူနေကြတယ်အဲ့ဒီရဲ့အကျိုးကျေးဇူးတော့အန်တီမှာခံစားရတယ်အန်တီပြည်သူတဦးတယောက်ကမှအန်တီကဟိုပုတ်ခတ်ခြင်းเนาะဘသူကမှမနာလိုခြင်းအန်တီမရှိမနဲ့မိုးလင်းတာနဲ့မြတ်စွာဘုရားမှာတစ္ဆာပြုပြီးတော့ဘယ်လိုခုနှစ်ရက်တာသမီးကိုဘယ်လိုကဲရမလဲအန်တီကပရိုက်တာလုပ်ပြီးအများကြီးလုပ်ခဲ့တယ်သမီးတို့လည်းမြန်မာမှာဒီရုပ်ရှင်စီးရုံမှာနှစ်စဉ်နှစ်တိုင်းအမှုဆောင်လူကြီးလုပ်တယ်လို့အများကြီးလည်းအန်တီလုပ်ခဲ့တယ်เนาะလုပ်ခဲ့တဲ့အတွက်ဒီအချိန်မှာဘယ်လိုဖြစ်လဲဆိုတော့အန်တီရွှေကြိုးတွေရွေးတဲ့အချိန်နှစ်စဉ်နှစ်တိုင်း အခုလိုမီဒီယာနဲ့တူတူတဲ့ရွှေချုံမှအန်ဒီဒုက္ခဖြစ်သွားတယ်။ဘာဖြစ်သွားမှငုံမကြည့်တာ။အဲ့ဒီနေ့ကပြက်ဆက်တိုက်ပြီးတော့မှပြန်အထွက်မှကြမ်းရေးတောက်ပြီးအိမ်လည်းပြန်အောင်ကောအန်ဒီမေ့သွားတဲ့၃ရက်အန်ဒီဝင်လုခဲ့ရတယ်နော်။အန်ဒီကအခုဆိုအမေဖွဲရောက်သွားပြီလေ။အမေဆန်းနှုတ်ဖွဲတဲ့ရောက်သွားပြီ။အန်ဒီကအမေဆန်းနှုတ်ဖွဲနဲ့ရောက်တော့၃နှစ်ရှိသွားပြီ။ သူတို့တွေမမတ်များဖွဲ့ရနေအန်တီ၃နှစ်ပေါ့နော်အခုသူတို့ကအစ်စ်ပြန်လုပ်တဲ့ကလေးတွေကောင်းပါတယ်အစ်စ်ကိုပြန်တက်သွင်းတဲ့အတွက်ကြောင့်မလို့ဘယ်လိုပဲဖြစ်အခုလုံတဲ့ကလေးတွေလည်းအန်တီတူတို့လိုပဲလုံနိုင်ရမယ်လို့အန်တီကထင်ပါတယ်နော်ဆက်ပြီးတော့လည်းလုတ်ကြပါလို့အန်တီကသူတို့ကိုလည်းတိုက်တွန်းညင်ပါတယ်ကိုလည်းအားပေးမယ်ကိုကတော့အခုချိန်မှာအသက်ကြီးပြီလေခင်သားဝင်းက69အန်တီတူက86ဆိုတော့70နှစ်လောက်กว่าတယ် သူ့အနေနဲ့အသေးစောသေးတာပေါ့နော်။အင်းဒါပေမဲ့ဘယ်ပြောလို့ရမလဲဖခင်ကနဖူးမှာစာရေးပြီးပြီလူတတန်း तू ဒီလောက်ပဲနေရမယ်ဆိုသူ့အနေနဲ့ဒီလောက်ပဲနေရတာပေါ့ကွယ်။အနီးကလည်းတော်တော်ခင်ပါလေ။အန်တီတူဒီလိုဃာဝင်နေဘောင်းမီတွေပါနေအန်တီကမက်ဆူရေးတာကို तू ကရင်တော့တောင်ဝင်းစင်တာမှာ तू ကဆိုင်ဖွင့်တယ်။ဟုတ်။ဆိုင်ဖွင့်တော့အဲ့ဒီကနေ तू ကတကယ်ချင်းဝေးအဲတကယ်ကြီးဓာတ်ရုပ်ဓာဝဲဓာဝဲဓာဝဲ तू ကအဲ့လိုအန်တီကိုပန်ပိုးပေးပါတယ်အများကြီး तू ပန်ပိုးမယ် तू ကလူတွေပေါ်မှာ तू က ပုံမှန်လေးနေကြီးပြောသူစကားပြောတာရတိုးတယ်ဒါမင်းနဲ့ तू စကားပြောတာတိုးပြီနဲ့ तू စိတ်ထားကောင်းတယ်လူတစ်ဖက်သားကိုကူညီတယ်အားလုံးဘော်ဒါစိတ်ပေါင်းတယ်ဒီအန်တီတူတို့ရုပ်ချင်းစီယုံပါဆိုလို့ရှိရင်စီယုံကအန်တီတူတို့တို့တဝဲလိုက်လာကြတယ်မလုံးတင်ရသူရနှစ်ယောက်လိုက်လာပြီးတော့အန်တီတို့ဒီရုံဝင်နန်းနေလေအကုန်ခင်ကြတယ်သူတို့တွေအစီယုံပုံမှန်လေး तू ကောင်းပါတယ်အန်တီတို့ဧကနေရာလေးပြသွားတယ် तू လိုက်လာတယ်ရှင်အဲ့လိုတွေပေါ့ तू ကဟိုပရိုက်တာလည်းသူလုပ်ပါတယ်သူတောင်းအန်တီကထင်ပါတယ်သူသူများတွေကပေးကြတယ်လေကောင်းရမွန်ရောက်ရောက်မှာပါသူကရောက်မှာပါ သူစိတ်ထားကောက်ပါလေလူတစ်ဖက်သားခုနဲ့သားသမီးကိုကူညီခြင်းနဲ့မျိုးသမီးတယောက်ပါ။ဟောဒါကတော့လူတိုင်းကခံစားရမှာလေသမီးရဲ့သူ့မိသားစုဆိုပိုခံစားရမှာပေါ့။ဘယ်လိုပဲဖြစ်ဖြစ်လူဟာတက်တန်းစီလို့ရှင်သွားရတာပဲနော်။တက်တန်းမစီရင်အတ္တိလူဟာမျိုးပေါ့နော်ပြန်လာရတယ်။အဲ့လိုပေါ့အတ္တိဆို၃ရက်နော်လုံးဝသတိမရှိဘူး။အဲ့၃ရက်ကနေပြီးတော့ကြောက်ကဆေးတာလေ၃ကဆေးတာလေအတ္တိမသိဘူး။ပထမတစ်ချိန်တုန်းကတော့အဲ့ဒီကြောက်ကမဆေးခင်ပေါ့နော်အခုနောက်ထပ်ပြီးခဲ့တဲ့၁၄နှစ်၁၂နှစ်ကြော်ကြော်တော့ကအန်ဒီကပုံတော့ပြေကြော်ပြတ်ဘူးတယ်နော် တွေးတိုးဆောင်တက်ပြီးတော့အုံနောက်ကျော်ပြတ်ပြီးတော့အန်ဒီအသက်ပြန်ရှင်လာတယ်အဲဒီကလည်းရုပ်ရှင်လောကခொနည်းသာသမီရဲ့ငွေနဲ့ပဲအန်ဒီပြန်ရှင်လာတော့လည်းအန်ဒီရုပ်ရှင်စည်းရုံးမှာပဲအမှုဆောင်လုပ်ပြီးတော့မှရုပ်ရှင်လောကသားရုပ်ရှင်လောကသားအင်းနဲ့ရုပ်ရှင်လောကတကူအန်ဒီတတ်နိုင်ဆုံးလုပ်ပေးတယ်အခုလည်းအခုပို့ဆိုးတာပေါ့အခုဆိုလို့ရှိရင် ပြည်တွင်းပြည်ပပါအန်တီကိုဝိုင်းပြီးတော့ကူညီကြတယ်အဲ့တော့ဒီလူတွေရဲ့ခနေ့သသမိပတ်ဆံကိုအန်တီရင်ထဲမှာရောက်နေပြီလေအဲသူတို့လှူခဲ့တဲ့အတွက်ကြောင့်မို့ရုပ်ရှင်လောကသားတွေလည်းအများကြီးလှူတယ်မင်းသားမင်းသမီးတွေကလည်းအဲ့တော့ဘယ်လိုပဲဖြစ်ရုပ်ရှင်လောကမှာတဒတ်တအားပေါ့နော်ရုပ်ရှင်လောကအတွက်ရုပ်ရှင်လောကသားတွေအတွက်အန်တီခုတတ်နိုင်တယ်လို့လာပြီးလှူအားပေးနေတာပါဒီလိုပဲထင်းရတာပေါ့နော်အကုန်လုံးလည်းတွေ့တယ်ဇပုဇန်ရန်ကြီးမဆိုးပါဘူးလာကြတာပေါ့နော် သူ့ရဲ့နောက်ဆုံးခီးကိုပဲဒါမဲ့ရေဝဲဆိုတဲ့ခီးကလည်းတော်တော်ဝေးတယ်လေသူကလည်းအဆက်အသွယ်ပြနေတယ်အတတ်နိုင်ဆုံးနီးစက်တဲ့သူ့နဲ့အင်တန်ရင်းနှီးတဲ့လူတွေလာကြပါလေအဲ့ဒါလည်းတွေ့ပါတယ်နော်တမီးရဲ့ဒီနဲ့အန်ဒီနဲ့မတွေ့ခဲ့သေးဘူးသမီးရဲ့ဘာလို့ဆိုမနေ့ကအန်ဒီကအတုပပို့လေရောက်တာနဲ့ထိုင်နေရတာလေကိုကခြေတော့ကတိတ်ခွင်းဖြစ်တော့တွားလို့လည်းမရဘူးလေအဲ့ကူသူတို့မိစ္ဆာပြန်လာလေကိုကကြည်နေရမြင်နေရတယ်အန်ဒီလည်းအန်ဒီကြီးကရုံးဝင်နိုင်ရဲ့နောက်အမှုဆောင်တင်ကြီးမြင့်ရဲ့သူတို့နှစ်ယောက်ကအန်ဒီတွဲလို့လားအန်ဒီရောက်ခဲ့တာပဲနှမို့ဆိုတော့ရောက်မှာမဟုတ်ဘူးနော် အေးအဲ့ဒါပြောတာပါအော်ကြီးကြီးလဲဟိုဘယ်လိုပဲဖြစ်ပေါ့နော်အိမ်တော်ကောင်းတဲ့သူဝင်းဖြစ်နေပြီဟာပဲအဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့ကြီးကြီးလဲကိုမီကိုရဲ့အမေပေါ်မှာတာဝန်ချေပါတယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ကြီးကြီးလဲဆက်ပြီးတော့မှကိုတာဝန်ကိုထမ်းဆောင်ပါလို့အန်တီကတော့ပြောချင်ပါတယ်အော်အန်တီသူ့ကိုဆက်ပြီးချစ်ကြပါအောင်လို့ကားရိုက်ဖို့တော့လာခေါ်တယ်ကိုကမလိုက်နိုင်သေးလို့မလိုက်တာပါလို့နော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်